ဟုတ်ဒါလေးစိတ်မချမ်းသာစရာကောင်းဟုတ်တယ်ဒီကောင်လေးတော်တော်ယုံမာတာပဲပေါ့ဒါဒါသိတာလေဒီနော်လုံးဝဒါရှေးပြမမဟုတ်တဲ့ဟာကြီးကိုဒီလိုမျိုးလှုပ်ချလိုက်တာဆိုတော့တော်တော်ကိုမရိုင်းဆုပ်ပဲ့တဲ့လှုပ်ရက်ပေါ့နော်မင်္ဂလာပါဆရာမင်္ဂလာပါဘယ်ညာမင်္ဂလာမင်္ဂလာပါလို့တော့နှုတ်ဆက်တာပေါ့ဟုတ်ကဲ့ဒါပေမဲ့စစ်ကောင်စီရဲ့လောရည်တရားမင်္ဂလာတော့မရှိဘူးပေါ့နော်ဟုတ်ဒါခု အာရပိုင်းတွင်ဖြစ်သွားတဲ့ကိစ္စတွေကဒီဘုံကျဲခံရတဲ့ဟာတွေပြင်ခုနလို့ဒါဒေသခံပြည်သူတွေကိုရဲရဲဆက်ဆက်ပေါ့နော်ဟိုလုံးဝလူမဆန်သွားပေါ့နော်ဒါတက်ဖြတ်သွားတဲ့ဟာမျိုးတွေအခုနလို့ကောင်းဖြတ်ပြီးတော့ဒါအတိုင်းတွေမှာချိတ်သွားတာမျိုးနော်ဒါမျိုးပုံစံတွေများလာပေါ့နော်အခုလဲဒါပါလေအခုမန္တလေးတိုင်းစိတ်ဘူးပေါ့နော်လက်ပံလာကြေးရောမှာဒါတိုက်ပွဲမဖြစ်ဖြစ်ပွားခြင်းမရှိဘဲနဲ့ပေါ့ကြီးလေကြောင်းတိုက်ခိုက်မှုလောက်တာပေါ့ ဟုတ်အဲ့ဒီမှာကလေးငယ်6ဦးအပါဝင်ပြည်သူ28ဦးတော့မှတည်သွားတယ်နောက်32ဦးကတော့အပြင်းထန်ဒဏ်ရာရရတယ်ပေါ့အဲ့ဒီတည်သွားတဲ့နေရာမှာကလေးငယ်တွေထဲမှာမှာကျွန်တော်တို့၄လေးလာတာရွယ်ကလေးတွေပါပါတယ်ပေါ့နော်ဒါခုနအမျိုးသမီးဆိုရင်လည်းဒါရုပ်လောင်းတွေကြည့်ရတာတကယ်မြင်မကောင်းရှုမကောင်းဟိုတော်တော်ကိုမရိုင်းဆုပ်ပဲ့เนาะဆုပ်ပဲ့ဒါလေတက်ကဘောင်ချဆုပ်ရမယ်ထဲမှာတကယ် ဟိုထိတ်ဆုံးကနေပါနေပြီဒီကောင်လေဟုတ်တယ်သူတို့သူတို့ရောသူတို့ရဲ့မိသားစုတွေရောပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုဒီလိုဖြစ်စဉ်တွေတော့ချောက်ဒါအများကြီးပဲလေနော်မီဒီယာတွေမှာတော့တက်နေတာဟုတ်တယ်ပြီးရင်ဒါတွေကတကယ်အဖြစ်မှန်နေလေဟုတ်ဒါစီးအဖြစ်မှတ်တွေမှာမဟုတ်တာအဲ့တော့လေနဲ့ဘုံချိတ်လိုက်ပါပြီဆိုတဲ့အချိန်မှာဒီလိုမျိုးတည်ဆုံမှုတွေကိုဒါမီဒီယာတွေကဝိုင်းပြီးတော့တပုံမှတ်တမ်းနေနေအစားအကုန်တင်းတယ်ဟုတ်ချို့ဟိုရုပ်ပြဆင်းပြတယ်ဆိုရင်ကျွန်တော် Telegram တွေမှာအစားတင်ပေးတယ်ဟုတ်ဒါအမှန်တိုင်းသိအောင်ပေါ့နော်တင်ပြီးတော့ဒါတွေက လုံးဝဆေးပြင်းမှမဟုတ်ဘူး။ဒေါ်လာရေးတက်ဖွဲ့တွေမဟုတ်ဘူး။တည်ဆုံးသွားတယ်ဒေသခံပြည်သူတွေဖြစ်တယ်ဆိုတာကိုလုံးဝရှင်းရှင်းလင်းလင်းသိတာတယ်ဗျာ။ဟုတ်တယ်။အဲ့လိုဟာမျိုးကိုဒီကောင်းလေးလေးတက်ရဲ့မိသားစုတွေလည်းမြင်ပါပဲ။မြင်နေဟုတ်ဟုတ်။ဟုတ်တယ်မလား။လူဆိုရင်စဉ်းစားတတ်တယ်လေ။ဟုတ်တယ်မလား။အဲ့တော့အဲ့လိုမြင်တာတောင်မှပဲမင်းတို့ရဲ့ဒါအသားတွေဟိုဒီဘုံကျဲနေတဲ့ကောင်းတွေကိုမင်းတို့ဘာမှမပြောဘူးလား။ဟုတ်။မင်းတို့ကိုယ်တိုင်ကရောအဲ့လိုမျိုးဟာကိုအားပေးအားမြောက်လုပ်နေတာလား။ဟုတ်တော့ဟုတ်တယ်။အဲ့လိုဆိုရင်တော့မင်းတို့ပါဒါရန်သူရှင်းတဲ့ ရောက်သွားမယ်ဟုတ်เนาะဒါဒီဘက်ကတော်ရင်တပ်ဖွဲ့တွေကဟိုပြောတာပြောတာပြောတိလားဟိုတကယ်ရန်သူစစ်စစ်ကိုပဲကျွန်တော်တို့ကဟိုထိတ်တက်ရင်ဆိုင်ပြီးတိုက်ကြတယ်အခုနောက်လို့မိသားစုပါညာဆိုဒီကောင်တွေလိုမျိုးစိတ်ရှိတယ်ဆိုရင်လုံးလို့ရတာဗောဆရာရဟုတ်လားတော်ပြအပြင်မှာနေတဲ့စစ်သားမိသားစုတွေအများကြီးเนาะကျွန်တော်တို့တပ်ဖွဲ့နေရာတိုင်းမှာရှိတယ်အဲ့လိုမျိုးလုံးလို့ရတယ်ဗျဒါပေမဲ့မလုပ်ဘူးလေเนาะညဒီတက်ဆိုးလာတယ်ဆိုရင်တော့မင်းတို့လည်းမပြောဘူးမင်းတို့လည်းအခုလိုမျိုးပဲဒါဒီဥစ္စာကို ိုလောကအပိအမြောက်ပုံစံမျိုးနဲ့နေနေမယ်ရေကုန်နှုတ်ပေးပြီးနေနေမယ်ဆိုရင်တို့ပါရောက်လာနိုင်မယ်ဆိုတာလည်းပြောကျင်တယ်ပေါ့နော် ပြီးတော့ဒါနေကင်းကြောင်တော်ကြီးကျဲတာနော်ဟုတ်တယ်3နိုင်နောက်ပိုင်းပေါ့3နိုင်3နိုင်55ပေါ့ဟုတ်3နိုင်နောက်ပိုင်းဒါတရာဦးလေးစိတ်ကလို့သိရတယ်ပေါ့နော်တရာဦးမှာတော့ဘုရားအာအမှတ်64အ A5 ဘုံကျဲလေးအုပ်ဆိုတာရှိတယ်နောက်တစ်ခုကအမှတ်62 တိုက်ခိုက်ရေးရှယ်ဝမ်တာတီတဲ့အုပ်ဆိုပြီးနှစ်အုပ်ရှိတယ်ပေါ့အဲပြောချင်တာကဘုရားခုနဒီလက်ပိုင်လာရွာဆိုရွာကျွန်တော်တို့ညာတွေမှာတော့သိရတဲ့အတိုင်းပဲရွာတရွာနဲ့တရွာရွာလမ်းရှည်လေးရွာလမ်းဝေးတယ်နောက်တစ်ခုကခုနတရွာနဲ့တရွာကြားမှာခုနလေွက်တွေရှိတယ်ပေါ့ဒီဒီရွာဘယ်ရွာဒီရွာဘယ်ရွာဆိုတော့အစုအဆောက်အဆောက်လိုက်လေးသူကခုနတစ်ပင်အရေးတွေကိုကိုပင်တို့တမာပင်တို့အဲ့လိုတိတိတသာထရင်ချမ်းချားပေါ့ဟိုရမ်းဟိုဟာ ဘယ်လိုပြောမလဲပိုက်လောက်อ่ะလေဘောကကြည့်လိုက်ရမယ်ဆိုရင်အေးကျွန်တော်ပြောချင်တာအဲ့ဒါအဲနောက်တစ်ခုဘောတော့ဘွေကြီးကလည်းဒီရွာမှာရှိတယ်ဆိုရင်ပိုက်လောက်ရဲ့အမှတ်သားခုနကလို့ဇေဒီอืมဒီပိုက်လောက်ရဲ့ဟိုအကျင့်ပေါ့မူအကျင့်ကနေပတ်ဆိုလှမ်းကြည့်လိုက်တယ်ဒါဥမာဒါညောင်းကန်ရွာဆိုရင်ဒါဘာဇေဒီရှိတယ်ဟိုသူတိတ်တထင်ရှားတဲ့အမှတ်သားတွေကဒီကောင်လည်းဇေဒီတွေနဲ့လိုက်မှတ်မှတ်လေမှတ်တာရှိတယ်อืมအဲ့ဒါကိုကျွန်တော်တို့ပြည်သူတွေကလည်းပို့ပြီးတတိထားရမယ်ဟို ြည့်ရဂျန်လွယ်ကူတဲ့အနေအထားမျိုးတွေလေတက်အနေနဲ့ရတော့အဲ့လိုမျိုးပါတွေ့ရတော့ဟုတ်အခုဒါထားရတော့မနေ့ဟိုနေ့လည်ကြီးပေါ့နော်နေ့လည်3နာရီလုံးဝလင်းလင်းချင်းချင်းဟုတ်တယ်ဒီလိုအနေအထားမျိုးမှာကျဲတာဆိုတော့ကျွန်တော်ပြောချင်တာဗျာအဲ့လိုတမင်ကျဲသလားပေါ့ဘာဖြစ်လို့လဲဆိုတော့ခုက A5 ပဲဖြစ်ဖြစ်ရက်ပဲဖြစ်ဖြစ်အပေါ်ကနေကြည့်မယ်ဆိုရင်မြင်ရတဲ့အနေအထားရှိတယ်ဟုတ်တယ်ဟုတ်တယ်နော်မြင်ရတဲ့အနေအထားရှိတယ်အဲ့ကြောင့်ဒါကစီရေးပြတ်မှတ်လားဒါကအရက်သားတွေလားဆိုတဲ့ဟာကို ဒီကောင်နေတေချာဘောက်ခွဲချနိုင်တယ်ဗျဟုတ်တယ်ဟုတ်ခွဲချနိုင်ရတဲ့အထက်အထက်ကကောင်နေခိုင်းလို့ဒီနေရာကျဲกว่าဆိုကျဲချပလိုက်တယ်ဟုတ်အဲ့တော့ဒီလိုမျိုးတိတိတသာတင်းတင်းရှားရှားကြီးခွဲချလို့ရတဲ့အနေထားမှာဒီကောင်နေရဲရဲဆက်ဆက်လှုပ်လိုက်တာဗျာဟုတ်အခုဆိုရင်ဒါတည်ဆုံးသူက29ဦးဟုတ်တယ်အဲ့ထဲမှာဆရာကြီးကနာပြောလို့လေးလာသားရွယ်လေးရာစားပါဟုတ်ဟုတ်ဟောဘလောက်တောင်မှဟိုစိတ်မချမ်းမြေစရာကောင်းလဲဆိုတော့ဟိုမိဘဆိုရင်ဒါဟိုကလေးတွင်းသူတာနူရွယ်ပေါ်ကြီးဒါရင်ထုမနာ ဟုတ်တယ်ဖြစ်ရမယ်မြင်ကွင်းမျိုးတွေဟုတ်တယ်ဆိုပြီးရင်အဲ့ချို့ဟာဆိုရင်မီးလောင်ကျွမ်းသွားပါတော့ဘသူဘဝမန်းတော်မှာအတီးပြို့ဖို့မလွယ်တဲ့နေထိုင်ဖြစ်သွားတယ်ဟုတ်တယ်အပြင်အခု32ယောက်ထိခဲ့တန်ရရတယ်အဲ့ထဲမှာလည်းအပြင်ထန်ရတန်ရရတဲ့သူတွေပါနေတော့ဆိုတော့အသေးဆုံးမှုရေတော့ကထပ်ပြီးတော့တိုးလာဖို့ရှိတယ်ဆိုပြီးသိရဟုတ်တယ်ဟောဒါလေးစိတ်မချမ်းသာစရာကောင်းဟုတ်တယ်ဒီကောင်းလေးတော်တော်ယုံမာတာပဲပေါ့ဒါဒါသိတာလေဒီနော်လုံးဝဒါရှေးပြမမဟုတ်တဲ့ဟာကြီးကိုဒီလိုမျိုးလှုပ်ချလိုက်တာဆိုတော့တော်တော်ကိုမရိုင်းဆုပ်ပဲတဲ့လှုပ်ရက်ပေါ့နော်ဟုတ်တယ်အဲ့လိုဟာမျိုးဒါ ကျွန်တော်တို့ဂျော်လန်ပြည်သူတွေဒါဒီအခုဒါကျွန်တော်နိုင်ငံမှာရှိနေတယ်ပေါ့နော်ဒါပြည်သူတွေဘယ်သူပဲဖြစ်ဖြစ်အချို့လဲကြားနေပါညာပေါ့လေဒါပေမဲ့အဲ့လူတွေအကုန်လုံးစဉ်းစားသင့်ပြီပေါ့နော်ဟုတ်ကဲ့ချို့ဒါကျွန်တော်တို့ဂျော်လန်ပြည်သူတွေကတော့ပါဝင်နေပြီအဲပါဝင်နေတယ်ဟိုအစောနေ့ကလည်းပါဝင်လာတယ်ပေါ့နော်အဲ့တော့မပါဝင်သေးတဲ့ဒီဂျော်လန်အိမ်မှာမပါဝင်လာသေးတဲ့သူတွေကိုသိစေချင်တယ်ဒီလိုမျိုးလောက်ရက်တွေကိုတရားတယ်လို့ထင်သလားဟုတ်ဟုတ်လားဒီလိုမျိုးလောက်ရက်တွေလုံနေတဲ့ကောင်တွေကိုလက်ပိုက်ကြည့်ရောပဲကြည့်တော့မလား ဟုတ်လားဒီဒေါ်လာရဲ့အောင်မြင်မှုကိုရမယ့်အနေအထားတစ်ခုဖြစ်သွားပြီဟုတ်တယ်နောက်တစ်ခုကတော့ဒါကြောင့်ရှေ့ဒါကြောင့်အပိုင်းတွေမှာကျွန်တော်ဘုံတင်လျောင်းနဲ့ပြောဘူးတယ်အဓိကတော့စစ်တပ်ကကောင်းနေရအခုနောက်ပိုင်းမှာလူစုလူဝေးဆိုတာနဲ့သူကရန်သူလို့တတ်မှတ်ပြလိုက်တယ်အဲသူတို့ကျဲရမယ့်နေရာဆိုပြီးတတ်မှတ်ပြလိုက်တယ်အဲ့ကြအဲ့ဥစ္စာတွေကိုကျွန်တော်ရှောက်ရှားတင်တယ်ပေါ့နော်ရှေ့မှာလည်းလူတွေမင်္ဂလာဆောင်တွေနော်အဲ့လိုမျိုးကြီးလုပ်ပြတာအာဟိုစာတင်ကြောင်းတွေဒီလိုနေရာမျိုးတွေပဲနော်ဟုတ်တယ်ပုံကျဲတာပေါ့ဟုတ်တယ်သူတို့ကဟိုပါပေါ့ ိုဒီလိုမျိုးလူစုစုမြင်ရပြီဆိုတာ ਨੇ သူတို့ကိုတိုက်ဖို့အတွက်စုဖွဲ့နေသလားဆိုတဲ့ပုံစံမျိုးသူကလှုပ်လိုက်တာဟုတ်လှုပ်လိုက်ပြီးတော့အခုဆိုကျဲကျဲတော့ဒါအဲပုံမှန်ဆိုရင်ရှေ့ပိုင်းဒါကျွန်တော်တိတိလောက်ဆိုရင်ပေါ့နော်တခုခုများအဲ့လိုမျိုးလွဲချော်ထားပါတော့ပရမတ်လုံးလာလွဲချော်တယ်လို့ဒါဆိုကြပါလို့ပေါ့နော်ဒီလိုကျဲလိုက်တယ်ဒီစားကပြည်သူလူလူတွေဖြစ်သွားတယ်အဲ့လိုလွဲချော်ဆိုအဲ့ကောင်အေးယူခံရတယ်ဟုတ်ရေယူခံနောက်မဖြစ်ဖို့အတွက်ကိုဒီဖြစ်စီအောင်အခြားတက်တွေမဟုတ်ဘူးကအစပို့ င်းတဲ့နေစာပို့တယ်ပို့ပြီးမြင့်ဒီလိုမျိုးဒီလိုမျိုးတွေလွဲလွဲချော်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ပြင်းခံရတယ်လေထောင်းခံရတယ်လေအဲ့လိုမျိုးပေါ့နော်အထက်ကဖီအားတွေပေးတဲ့ဟာကိုသူတို့ခံစားရတော့ကျတော့ဒီလိုမျိုးဖြစ်စင်မလုံဖို့ဆိုပြီးတော့ဒါလုံးရင်တော့မှညနာလေပေါ့နော်ဟိုသူတို့ဒါတိတိကျကျသိချတယ်ဆိုတဲ့ခါကျမှလုံဖို့ဆိုပြီးလုံတာအခုကျတော့အဲ့လိုမဟုတ်တော့ချကွာဟုတ်တယ်လုံကွာအတည့်ရပါရေးယူမဲ့ကောင်လည်းမရှိဘူးပြင်အဲ့လိုလုံခဲလို့ဒါပြန်လာတယ်ဆိုတဲ့ကောင်ကအဆက် စုရင်းငွေပေးသေးတာပေးတာဟမ်အဲကျတော့ဒီကောင်နေကတော်တော်ရုံမာလေးဆင်ဖြစ်သွားပြီဟုတ်ဟုတ်ညာဒီကတော့ရန်သူမိမိဆိုပြီးတော့ခွဲခြားတဲ့အချိန်မှာသူတို့စစ်တပ်ဘက်ကကောင်နေကိုပဲသူတို့ကမိမိလို့ခွဲခြားတော့ကျန်တဲ့ပြည်သူကအစသူကရန်သူဆိုပြီးတော့တတ်မှတ်လိုက်တာဟုတ်တယ်အဲတော့အဲ့ဒါကြီးကတော်တော်ဆိုးတယ်အဲ့တော့ဒီဖြစ်စဉ်နေဒါတောက်လျှောက်တောက်လျှောက်အများတမ်းပဲရှေ့ပိုင်းကာလတွေမှာအခုချိန်ထိရောရှိနေတော့မယ်အဲ့တော့အဲ့လိုဖြစ်စဉ်နေဖြစ်နေတဲ့အချိန်မှာပြည်သူတွေမတရားနိုင်ကျင့်ခံပြီးတော့တပ်ဖြတ်ခံနေရတဲ့အချိန်မှာဒါကျွန်တော်လက်ပိုက်ပြီးတော့ကြည့်မနေသေးဘူးကျွန်တော်တို့အားလုံး ါဝင်ပြီးတော့ဒေါ်လာသင့်တယ်ကိုတက်နိုင်တဲ့အပိုင်းတွေကိုတက်နိုင်တဲ့ကဏ္ဍတွေကနေပြီးတော့ပါဝင်သင့်တယ်ဆိုတာကိုလည်းပြောချင်တာပါဟုတ်တယ်ဒါဆို14ရက်နေ့အတွင်းထဲမှာတော့လေချောင်းတိုက်ခိုက်မှုအများဆုံးပေါ့ဟိုကြီးကဘယ်နေရာတွေလဲဆိုရင်အဲကျွန်တော်တို့ခုနကရှင်ပြည်နယ်ဗမော်ဟုတ်တယ်ဗမော်ကိုလည်းလေချောင်းတိုက်ခိုက်မှုတွေလုပ်တယ်အဲဗမော်လေချောင်းတိုက်ခိုက်မှုလုပ်တာလည်းဒါတရားဦးလေတက်ကပေါ့နော်အဲနောက်တစ်ခုကရှင်းပြည်နယ်ဖလန်းအဲနောက်ပြီးတော့ကျွန်တော်တို့စကိုင်းတိုင်းဆိုရင်ဒါရှောင်းဦးရှောင်းဦးကိုတော့ကျွန်တော်တို့ ဟိုပါဗောအနောက်မြောက်တိုင်းစစ်ထနာချုပ်ကနေကစက်တက်လေဒီပါရာမော်တာနဲ့ဒီကြောင်တိုက်ခိုက်မှုလုပ်တယ်နောက်တစ်ခုကမန္တလေးတိုင်းတောင်တာတောင်တာဆိုရင်လည်းဒါမိထီလာမြေမြေပြင်တက်တင်လေးတဲ့စခန်းဌာနချုပ်ကနေဒီမှာဒါစက်တက်လေဒီနှစ်စီးနဲ့ဒါတောင်တာမြို့ဘော်လေကြောင်တိုက်ခိုက်မှုလောက်တာတွေ့ရတယ်ဗောနော်2014 oh sorry ခုန14ရက်နေ့အတွင်းထဲမှာလေကြောင်တိုက်ခိုက်မှုအများဆုံးอ่ะဖလန်ပဲဟော ဆက်လက်ရေးနေမနက်ခင်း2နာရီရနေပြောစပြီးတော့ဒါလေးချောင်းတိုက်ခိုက်မှုလောက်တာမနက်9နာရီ9နာရီကျော်17နာရီ17နာရီကျော်2နာရီ4နာရီည8နာရီရနေပြောအခုဒီနေ့15ရက်နေ့မနက်ခင်းအစောထီကိုဒါဖလန်းကိုလေးချောင်းတိုက်ခိုက်မှုအများဆုံးနေရောညရောတနေကုန်တညလုံးကိုကျဲနေတဲ့အတိုင်းဒါပေါ့နော်အဲ့ဒါမျိုးသွားတွေ့ရတယ်ကြည့်ရတာတော့ကျွန်တော်တို့ဒီလေးချောင်းဟိုသတင်းပေးတွေကနေပြီးတော့ ဒီလိုဟိုပါဘောအကျင်းရများများခက်စိတ်စိတ်ဘုံကျဲတိုက်ခိုက်လာပြီဆိုရင်ဒီမျိုးကကြာကြာတော့မယ်လို့ဒါတုံးတက်ကြတာပါနော်ဟိုပေါ်လိုက်တော့ဒါအမှန်ပဲဆရာကြီးဒီကောင်နေအဲ့တော့အသေးအံဖြစ်နေပြီဟေ့ဆိုရင်အဲ့မျိုးမှရှိတဲ့ဒီကောင်နေအခြေအနေမကောင်းလို့ပဲဟုတ်တယ်ဘာလို့လဲဆိုတော့အခုကသူကနည်းနည်းတော့တိုက်ပွဲဖြစ်လိုက်ပြီဟေ့ဆိုရင်လေချောင်းပြေကိုတောင်းဖို့ပဲစဉ်းစားနေတယ်ဟုတ်တယ်သူတို့မှဘလုံးမှဒါဟိုဒီဘက်တော်လိုင်းတက်ဖွဲ့တွေကိုရင်ဆိုင်နိုင်တဲ့ခွန်အားမရှိဘူးရှိစိတ်တဲ့အရာမှာဘာမှ ဒီကောင်တွေကလုံးဝဟိုရှင်နိုင်တဲ့အစွမ်းမရှိတော့ဘူးဟုတ်တယ်လက်နဲ့ရှင်းနေလို့သာဒီကောင်တွေရှောက်ပစ်နေတာသူကရှောက်ပစ်တဲ့ဆက်ဖြစ်သွားတယ်ဒီလေချောင်းတစ်ခုပဲသူတို့အားကိုးနေရဟုတ်တယ်ညီပင်မှာအဲ့ဒါကိုတက်ဖွဲ့တွေကလည်းသိတယ်နော်အေးအကုန်လုံးကလည်းဒေသခံတွေအားစားပါတော့အဲ့တစ်တကားကောင်တွေကဘာမှဟိုမှာဖြစ်တော့ဘူးဒီလေချောင်းရှင်းနေလို့သာပေါ့နော်လေချောင်းရှင်းနေလို့သာသူတို့အခုလိုမျိုးလှုပ်ရဲနေတာပေါ့နော်အဲ့တော့လေချောင်းပစ်ကိုအခုရက်ထဲမှာတော်လေးကိုမြန်မာစတာလုတ်တယ်ပေါ့နော်ပြီးတော့ဒါဗမောကိစ္စမှာဆိုလဲအဲ့လိုတရက်ထဲနဲ့တနေရာတဲ့ကိုတစ်ချိန်ထဲမှာပဲလေရင်ငါးစီး လာပြီးကျဲတာမျိုးရှိတယ်။ခုဖလန်းဆိုလည်းအဲ့လိုမျိုးပေါ့နော်။ဒါဆိုင်ကုနာပြောလို့ပေါ့နော်။တဲအတန်ဖြစ်နေ။အဲ့တော့အောက်ကအခြေအနေကောင်းတယ်။အခြေအနေကောင်းလဲကောင်းတယ်လေ။တဲအတန်လည်းဖြစ်မှာသူကဖလန်းကျတော့လေစိတ်ပါပါလား။မှန်လား။တကယ်တမ်းဆိုရင်အဲ့ဖလန်းမှာဘိုးကြီးကရမယ်ဆိုရင်ကျွန်တော်လေစိတ်က၅ခုဖြစ်သွားပြီ။ရှေ့မှာ၄ခုပေါ့နော်။ရှေ့မှာခုနတန်တွဲတို့လာရှိုးအန်းပမောဒါလေးလေးစိတ်လေးခုရထားတယ်ဒါဖလန်းမှာပါမယ်ဆိုရင်ကျွန်တော်ကလေးစိတ် ငါးခုငါးခုအဲဖြစ်လာပြီပေါ့လက်တာလေးနေရရင်ဆင်းလို့ရပြီနော်အဲအဲအဆင်းဖြစ်သွားပြီဒါအဲအဲတိုက်ပွဲမှာဆိုလဲဒါတို့ဗလာသုံးရက်အတွင်းဖလန်းမြို့သိန်းဆိုပြီးပြောတာနော်အချင်းတပ်ဖွဲ့တွေသုံးရက်အတွင်းမှာဒါစစ်တုံမှန်ဖမ်းမိတာတွေရှိတယ်လက်နက်ခဲကနေသိန်းစီရရှိတာတွေရှိတယ်ပြီးတော့ဒါချင်းမှာဆိုရင်လည်းဒါကဒီစစ်ကောင်စီရှိတဲ့နေရာဆိုလို့ပေါ့နော်ဟာကာထန်တလန်အဲခိုင်ကန်အဲဒီတင်ဒီနေရာတွေပဲရှိတော့ဟုတ်တယ်ဂျန်တဲ့နေရာတွေကတော်တော်များများက ဒါတော်လိုင်းတက်ဖွဲ့တွေပေါ့နော်အဲအကုန်လုံးစိုးမိုးထားနိုင်တဲ့ထိမ့်ကျုံထိုင်းနိုင်တဲ့နေရာတစ်ခုလိုမျိုးဖြစ်ဖြစ်သွားပြီပေါ့နော်ပြီးတော့ plan ကရာဇဝင်ရှိရလေဆိုင်းလည်းကျွန်တော်ပြောဦးတယ်ဟုတ်တယ်ဟုတ်တယ်အဲဘီလိုဘီလိုစစ်သားရင်းနဲ့ငါလေရင်နဲ့မလဲနိုင်ဘူးဟုတ်လားစစ်သား24ယောက်ပါလေခုနကလေရင်နဲ့လာကဲဖို့ပြောတာကဲဖို့ပြောတဲ့အချိန်မှာခုနကလို့မင်းမင်းတို့စစ်သား24ယောက်နဲ့ငါလေရင်နဲ့ဒါမလဲနိုင်ဘူးဆိုပြီးတော့ မကယ်ဘူးဒါစစ်တုံးမှန်နေပြီးပြန်ပြီးတော့ခုနပြန်အင်တာဗျူးထားတဲ့သူတို့ပြောမှာပဲတီးရဟုတ်တယ်အဲ့လိုအနေထားဖြစ်သွားတယ်ပေါ့နော်ဒါကယ်ဖို့ကတော့မရှိဘူးပြစ်ခုပေးဆိုရင်တို့ကတော့ပေးမယ်အဲဒါပေမဲ့ပြစ်ခုပေးတယ်ဆိုတာကလည်းအခုနေသားကနေအားဆုံးကိုတို့ကပြစ်ရမယ်ပုံစံဖြစ်နေဟုတ်တက်ဖွဲ့ရနေအားဆုံးမှာရှိတယ်ဗျဒါဒီကောင်းနေခံနေရတဲ့နေရာနေအားဆုံးဖြစ်နေတာဟုတ်တယ်အဲ့ဒါကြ အနှံ့သာသူတို့ပေးရမယ့်အနေဒါဖြစ်သွားတယ်။ဒါပေမဲ့အဲ့ဒီကနေမှသူတို့ကိုလာခုံမဲ့အရေးအယံကတော့မရှိဘူး။ရှိတော့။မင်းတို့နောက်ပိုင်းကောင်တွေမှပြောတယ်ရှေ့ပိုင်းကောင်တွေတော့မှကန်ချခဲ့တာ။လင်းဘွားကန်ချတာ။မတက်ရသေးဘူး။မတက်ရသေးဘူးထော်ချိုးဖြစ်နေ။သူကနေထိုင်ရလဲဘိုးကြီးကရှင်းပြနေရလဲဒါ85ရာခိုင်နှုန်းအထိကို။ဒါတိမ်ပြီးွားပြီပေါ့နော်။ကျန်တာကတော့15ရာခိုင်နှုန်း15ရာခိုင်နှုန်းမှာခုနဟိုမြို့၄မြို့လောက်ပဲကျန်တာပေါ့။ဒါအခု fly မြို့မကြခင်ရှက်တွင်းထဲမှာဒါတိုက်ခိုက်တိုင်းတိုင်း ပိုင်နိုင်မယ်ဆိုတော့ဒီကြိုးအောင်ပါပဲဆိုအောင်ဆိုအောင်ဒီလိုအနေထားမျိုးကတကယ်ဆိုအောင်ကိုရကင်တော့ရရတယ်ပေါ့နော်ရတယ်ဟုတ်တယ်အဲ့တခုသတိထားမှာကျွန်တော်ဒီဇိုင်းခန်နေအတွက်ရောဒါတော်လည်း တပ်ဖွဲ့တွေအတွက်ရောပေါ့နော်စစ်ကောင်စီကဒီရက်ထဲမှာလေကြောင်းတိုက်ခိုက်မှုကိုတကယ့်ကိုကြီးကြီးမားမားနဲ့ပြင်းပြင်းထန်ထန်လုပ်နေတယ်ဆိုတဲ့ဟာကိုတော့သတိထားစေချင်တယ်အဲဒါကအဲသူတို့လုပ်နေတဲ့လောက်ရက်တရားအခုဆိုရင်နေကင်းပိုင်းနေလဲလုပ်တယ်ညပိုင်းနေလဲလုပ်တယ်နေကင်းပိုင်းရှင်းရှင်းလင်းလင်းမြင်ရတဲ့အချိန်မျိုးလို့ချရတယ်ညပိုင်းကျတော့လည်းအိမ်မောကြနေလို့ချရတယ်အဲလိုမျိုးပုံစံမျိုးနဲ့ရွေးဥမှာမှာပပတ်ဆက်ဆက်တွေလုပ်နေတော့ဒီလေကြောင်းအန်နီယယ်ကိုတော့အာဒေါ်လာတက်ဖွဲ့တွေကရောဒေါ်လာပြည်သူတွေကိုပေါ့နော်ဘယ်လိုမျိုးရှောင်တိန်တင်တယ်အဲဘယ်လိုပုံစံမျိုးနဲ့ ဒါဒါဟိုလွတ်လွတ်မြောက်တဲ့နေရာမျိုးတွေမှာဘလို့ပြင်ဆင်ထားတဲ့လေဘုံဝင်ချင်းဆိုတဲ့ဘုံဝင်ချင်းဒါမျိုးပုံစံအသိပညာပေးရမျိုးတွေလုပ်တဲ့လို့အပြင်ကုတက်ဖွဲ့တွေအနေကင်းဖို့လဲဒါအမြဲတမ်းမှာဒါလေချောင်းအသိတရရှိနေဖို့ဒီလေရင်သတင်းတွေအတက်ဆင်းတွေဒါမျိုးတွေကိုအမြဲပြတ်နားဆွင့်နေဖို့လဲဒါအကြံပေးချင်တာပါနော်ဟုတ်တယ်ဟုတ်ဒါဟိုနောက်တစ်ခုကတော့ဘောကြီးကကျွန်တော်တို့ဒီဟိုဘောရှမ်းပြည်နယ်နဲ့ဒါဟိုဘောကရင်ပြည်နယ်အဆက် မိုးပြဲမှာ တိုက်ပွဲဖြစ်တာပေါ့နော်ပြီးနေပါနော်ဟုတ်ဒါဒေါ်လာရေးရဲဘော်တွေကတိုက်ခိုက်တာကျွန်တော်တို့စစ်တပ်ဘက်က15ဦးတည်ပြီးတော့ကိုယ်ဦးဟို15ယောက်ပဲလား15ယောက်ပဲတည်ပြီးတော့15ယောက်ပဲလားတည်ပြီးတော့နာဟိုဘာအဲ့ဒါတရက်စာပဲရှိသေးတယ်ဟုတ်တယ်ဟုတ်တယ်လက်နဲ့လက်နဲ့ဟိုကိုလက်ရတာပေါ့ကိုလက်ရတယ်73ရက်နေမှာတော့ဒီစစ်ကောင်စီရတဲ့ဒီမှာကျွန်တော်ဒေါ်လာရေးရဲဘော်တွေကို drone လို့လက်နက်ကြီးတို့နဲ့ဒါအင်အားအလွန်ကျွန်းတုံးပြီးတော့မှဒါထိုးစစ်ဆင်တိုက်ခိုက်တာပေါ့နော်တိုက်ခိုက်တဲ့အတွက်ကြောင့် တော်တော်လိုင်းရဲဘော်တွေက73ရက်နေမှာမလ73ရက်နေမှာခဏစကန်းစွန့်ခွာတယ်74ရက်နေမှာကျတော့တော်လိုင်းရဲဘော်တွေပြန်လဲစုစည်းပြီးတော့ထိုးစစ်စင်ပြန်ပြီးတော့တိုက်ခိုက်တာတိုက်ခိုက်တဲ့နေရာမှာအခု15ဦးတည်ပြီးတော့ကိုယ်လက်ရတယ်စစ်ကောင်စီတပ်သားတွေကတော့ အဆုံးခွာပြီးပြန်ထွက်ပြေးသွားတယ်တတပြတ်ပြတ်သွားတယ်တရပဲပြေးတာရောသူတို့တရပဲပျော်ကွင်းပြေးတာဟုတ်တယ်ဒီကနေ့ဂုံတော်စားလဲရမှာမဟုတ်ဘူးဥစားတယ်လီဂရမ်ဟာပြန်တော်ပြည့်ပြည့်နေလောက်ပြီဟာတရတော်တင်းမှာပဲဒီလိုမျိုးပြင်းလိုက်နိုင်တာပေါ့နော်အဲကြာသွားတဲ့ညီလေးကတော့အသက်22နှစ်ပဲရှိသေးတယ်လို့သိရတယ်ဒါတော့ကိုဘကရေဘော်လေးပေးဆက်နင်နာခံရတာလေမြည်ကြတော့စိတ်ကတော့မကောင်းဘူးပေါ့နော်ဒါပြည်သူတွေလည်းဒီလိုပဲဖြစ်မယ်လို့ထင်တယ်အဲဒါမဲ့အဲ့ထိခိုက်တွေကြာဆုံးနေဆိုတာကတော့နှစ်ဖက်ရှိတယ် ဒါမဲ့ရှစ်စဉ်ရှုံးမြတ်နေနဲ့တွက်ကြည့်မယ်ဆိုရင်ကျွန်တော်ကအများကြီးပုံရင်းတာတယ်ဒါမဲ့လည်းဆုံးရှုံးရတာအတွက်တော့ကျွန်တော်ကတကယ်စိတ်မကောင်းဖြစ်ရတယ်အဲ့အတွက်ဆုံးရှုံးမှုတွေထိခိုက်မှုတွေနေတဲ့နေအောင်ကျွန်တော်ကအဲဒီပြည့်ပြည့်စုံစုံဖြစ်အောင်ဖြည့်ဆည်းပေးတဲ့နေပါတော့ဒီမိုးပြဲတို့ဖယ်ခုံတို့ဆိုတာဟိုအစောပိုင်းကာလမှာလည်းကတကယ်ရှယ်ကျန်းတဲ့အဖွဲ့တွေဟုတ်တယ်2021လောက်မှာကနေကနော်ဒါမိုးပြဲရေစကန်းတက်သိန်းတာဟုတ်တော့တက်သိန်းရေတွေပါဖန်လက်နက်တွေပါယူဒါလိုမျိုးပုံစံမျိုးတွေနဲ့တက်ပြီးတော့ကျန်းခဲ့ကြတဲ့အဖွဲ့တွေဖြစ်တယ် ခုချိန်ထိလည်းလုံးဝဇွဲမလျှော့ဘဲနဲ့ကျုံးနေတာကျုံးနေတာပြီးရင်သူကဒီဖဲခုံတို့ဘာလို့ဆိုရင်ဈာကြီးတိလိုက်မယ်ထင်တယ်ကျွန်တော်တော်မှဗီဒီယိုဖိုင်လေးဒါဖဲခုံမှာစကန်သိမ်းတိုက်ပွဲတစ်ခုမှာခြေတုနဲ့ဟုတ်ကျွန်တော်ဒေါ်လာရင်တက်ဖွဲ့ရဲ့ရေပေါ်ကြီးတယောက်ခြေတုနဲ့ရှေ့စွန်းကနေတက်ပြီးတော့စကန်သိမ်းနဲ့ရုပ်သံဗီဒီယိုထွက်လာသေးရောနော်ဒါအဲ့ဒါဆိုရင်တကယ် အရန်ပေါ်မှာဒါရဲစွမ်းတတိပြေွားလေရဲဘော်တွေစစ်သည်တွေအများကြီးပိုင်ဆိုင်ထားတယ်ဆိုတော့မြင်ရတယ်ဗျာဒီလိုမျိုးရာဇဝင်တွေရှိတာဒါသမိုင်းနေဗျာအဲအဲ့လိုမျိုးလုပ်ခဲ့တဲ့ဒါသမိုင်းရာဇဝင်တွေကောင်းတဲ့တကယ်ဒါတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတပ်ဖွဲ့တွေကအခုဆိုရင်ဒါမပြည့်စုံဘူးဆိုလို့လဲပြည့်စုံပြီးတော့တိုက်နေတဲ့ဖွဲ့တော့ဘယ်ဖွဲ့မှမရှိဘူးရှိဘူးမပြည့်စုံဘူးအဲဒါမဲ့လေအခုနလိုပေါ့နော်အတက်နိုင်ဆုံးတော့ ါကခုနလိုပြန်ပြီးတော့ကျုံးနေကြတာကြည့်ပဲအကုန်လုံးကတက်တွေပါပြီးစုံချတာကြည့်ပဲမနေ့ကဆိုရင်ကျွန်တော်ဗီဒီယို file လေးတစ်ခုတင်လာတာတွေ့တော့ share လိုက်တယ်ပေါ့နော်ဒါအကြီးကြတဲ့ချိန်မှာဘေးနားမှာလာကြဟုတ်လာကြတဲ့ချိန်မှာထိသွားထိတဲ့ဟာအဲကင်မရာတက်ထားတဲ့တယောက်ကလည်းထိတယ်အထိထိသွားတယ်အဲနားလေးတွေကြတော့ဒါပေမဲ့အဲဆိုးအောင်ဆိုတဲ့ညီလေးကလည်းထိသူ on နေပါဇက်ကနေဆိုးအောင်ဆိုးအောင်ညီလေးတတိထားမအိနဲ့မအိနဲ့တော့မအိနဲ့တော့အဲ့လိုမျိုးပေါ့နော်ပြင်အဲ့လိုမျိုးပြောနေလို့သူရောဟိုဟာဖြစ်လာသူပါထိတာလား အဲ့သူတို့ရဲဘော်ရဲဘက်စိတ်တယ်ပြောပြောနေတာကိုကိုတိုင်းထိထားတယ်ဗျာတိလာအကူကြီးអော်ပြီးတော့တောင်းအောင်ဒါပေမဲ့ကိုကသူ့လောက်ဟိုမများဘူးဆိုပြီးတော့ तू တိတဲ့အချိန်မှာ तू ထိသွားတယ်အဲ့သူဒီညီလေးရဲဘော်အတွက်ပေါ့နော်စိုးအောင်တော့ तू ရမ်းစိတ်ပူပြီးတော့တောင်းလုံးကြောင်းဘာဖြစ်လဲညမဟျောက်မိမအိတ်နေတော့ဘာညာအဲ့လိုမျိုးဒါလှုပ်လှုပ်ပေးနေရမျိုးတွေ့ရပါဗျာတိလာဒါပေမဲ့ဒါစိတ်မကောင်းစွာပဲပေါ့နော်ဒါကျွန်တော် ဒါအကိုတယောက်ကလာပြောဒီညီလေးတွေကြာသွားဆိုပြီးသိရအောင်ဟုတ်ဆိတ်မကောင်းကြအောင်နော်ဒါပေမဲ့ရေးပုံတွေကတကယ်တော့သူတို့ရဲ့ခံယူချက်တွေစိတ်ဓာတ်တွေကကြောက်ရရေးဆိုတော့သူဒီအတိုလေးကနေကြည်တာနဲ့လေမြင်ရတယ်ပေါ့နော်ဒီဒီဒီစိတ်ဓာတ်တွေကိုမြင်ရတယ်အဲပြီးတော့ခုနရှိမှပြောလို့ဆိုတော့ခြေထုနဲ့တော့တက်သိမ်းပါလေဆိုတဲ့ဟာမျိုးကတော့ဘယ်စက်ကောင်စီတက်သားမှမရှိဘူးဟုတ်တယ်ကြိုက်တဲ့ကောင်လိုက်မြေးကြည့်ဟုတ်လားကျွန်တော်မရှိဘူးအဲဒီဒီအခုကာလာတွေမှာဆိုလဲဒါမိုးပြဲကအဲခုနလိုပေါ့နော်တိုက်ပွဲတွေအရန်ကြမ်းပြီးတော့အရန်ကုန်မှဒါ ဟိုစော်နေရတဲ့နေရာတခုဖြစ်လာတယ်အဲ့ဥစားကျွန်တော်တို့တချို့တရင်နေကြောင်းမလို့ဖုံးသွားမျိုးရှိဟုတ်အရှိတယ်အဲ့ဥစားကျွန်တော်တို့ဒီအဖွဲတွေကိုလည်းမမေ့ဖို့လိုတယ်ဒီအဖွဲတွေကိုလည်းကူညီပေးနိုင်ဖို့လိုတယ်မိုးပြရတကယ်တကယ်တမ်းပြောရင်တော်တော်ကိုအခြေအနေကောင်းခဲ့တဲ့အထက်မှာပါတယ်ဟုတ်တယ်လေးလေးနဲ့တက်ဟုတ်လေးလေးနဲ့အိုက်တက်တက်ပဲဒါမသိမ့်လိုက်နိုင်သေးရပါတော့နော်ဟုတ်တယ်သိမ့်နိုင်တဲ့အချိန်မှာအိုက်တက်ကိုပဲဒီကောင်တွေကစုဖွဲ့ပြီးတော့ အခုနလိုပေါ့နော်အဲဒီတက်ကနေပြီးတော့ဒီဒီတက်ကိုပေါ့နော်အဲရဲရင်တဲ့လူတွေလာချမယ်ရိတ်ခါတွေလာချမယ်ခဲရန်တွေလာချမယ်ဒီလိုမျိုးပုံစံမျိုးနဲ့စုဖွဲ့ပြီးတော့နေမြေဆိုးမွေးပြန်ပြီးတော့စစ်ကြောင်းတွေထိုးလာဟုတ်ထိုးလာတော့ကျွန်တော်ဘက်ကအဖွဲ့တွေကဒါပြည့်ပြည့်စုံစုံမရှိတော့ဘူးလေနော်မရှိတော့ဒီလိုမျိုးဒါတိုက်ပွဲအကြမ်းတွေဖြစ်လာပေါ့နော်ဒါလုံးဝပဲစစ်ကောင်စီဘက်ကလက်နက်ခဲရန်တုံးပြီးတော့တိုက်တဲ့ဟာကိုကျွန်တော်တက်ဖွဲ့တွေဒီဘက်ကစိတ်ထဲနဲ့ပြန်ခံပြီးတော့ချနေကြဟုတ်တယ်အဲဒါချိန်မှဆိုရင်လည်းဒါ ်ကီအန်ဒီပြည်နယ်ကနေမှလေးနေပြစ်ချခဲ့တာ MI 70ဇာဟရင်နေရှိတယ်နောက်တစ်ခုက K8 တိုက်ခိုက်ရေးဟိုချက်ဖိုက်တာလေးနေပြစ်ချခဲ့တာရှိတယ်ပေါ့နော်အခုနောက်ပိုင်းမှာတော့ဒါခုနကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေအသက်ပေးဆက်ခဲ့ရတယ်ဆိုတော့လေခုနလိုជីကာအိမ်မလုံလောက်တာတော့ជីကာအုတ်ထုံမလုံလောက်တာတော့ဒါမသေးတင်ပဲနဲ့ခုနလိုဟိုလက်လက်ကြီးစမှန်ပြီးတော့ ဒါမပြည့်စုံတဲ့အတွက်ကြောင့်မှန်ပြီးတော့အသက်ဆုံးချုံးခဲ့ရတာပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့စစ်တပ်ဟိုတုံးလာတာဘိုးကြီးကခုနစက်တက်လေဒီတို့ဟုတ်တယ် drone ဆိုလည်းဒါဘောဘောတီတီကိုပေါ့နော်လိုပါပေါ့လုံးလုံးကျူးကျူးကို drone တွေတုံးလာတာတွေဟောလေချောင်းတိုက်ခိုက်မှုတွေတုံးလာတာတွေပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကအခုဒီစက်တက်လေဒီတို့ drone တို့ဘယ်နေရာနေမှစစ်ကောင်စီရဲ့တက်စကန်နေဘယ်နေရာနေပြီးတော့ base ထိုင်လဲဘယ်နေရာနေမှာတက်ပြီးမှကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေကိုတိုက်ခိုက်နေတယ်လဲဆိုတာလဲကျွန်တော်တို့ပြည်သူတွေကနေမှဒေါ်လာရေးရဲဘော်တွေနဲ့ချိတ်ဆက်ပြီးတော့ဒါတရင်ပေးတင်တယ်လို့ကျွန်တော်အနေနဲ့မြင်တာပေါ့ဟုတ်ဟဲ့ဟုတ်တယ်ပြီးတော့အခုဆိုရင်ဒါစက်ကောင်စီကတို့အထိနာဟုတ်ကဲ့အထိနာတော့ကြပြန်ပြီးတော့ဆုတ်ခွာသွားတယ်ဟုတ်အဲ့လိုပဲပေါ့နော်ဒီကောင်တွေကလည်းတွတ်ထားမှာပဲဟိုတို့ပြန်ပြီးတော့ဟိုစုဖွဲ့မယ်သိကြတယ်စုဖွဲ့မယ်စုဖွဲ့ပြီးရင်အင်အားဖြည့်ချင်းတာမျိုးတွေလုပ်မယ် ပြန်ဒီနေရာပြန်ပြီးတော့ဒီစုံမှုရဖို့အတွက်ကိုပြန်လုပ်လိမ့်မယ်ပေါ့နော်အဲတက်ဖွဲ့တွေဘက်ကလည်းအဲ့လိုပဲလေစောစောကခုနကလိုပေါ့နော်မနေ့ကပြေးလိုက်ဒီနေ့ပြန်ယူရကွာဒါကြာဒိုးတက်ဖွဲ့တွေကတော့အဲ့လိုစိတ်မျိုးရှိတယ်အဲအဲ့လိုမျိုးပြင်းနိုင်တယ်ပေါ့နော်မင်းတို့ရှေ့ကောင်နေဘလို့များလုံနိုင်မလဲငါကြည့်ချင်သေးတယ်ပေါ့နော်အဲနောက်တစ်ခုရှေ့ကကျွန်တော်ကဒါစိုးရိမ်တာတော့မဟုတ်ဘူးဒါဒီဘက်ကအခြေအနေမှန်တွေကိုတော်တော်ပြည်သူတွေလည်းသိစေချင်လို့ပေါ့နော်ဘာလို့လဲဆိုတော့စစ်တပ်ဘက်ကခုနဆရာပြောလို့နီးပညာနဲ့ပတ်သက်တဲ့ဟာမျိုးတွေပို့ပြီးတော့အဆင့်မြင့်လာတယ်ပြီးတော့ကျတော့ဒီ drone တွေဆိုရင်ကာမီကာဇီတို့ဒါဆူဆိုက်တို့ ်ဒီလိုမျိုး drone နေရစားတို့တွေအဲတွင်တွင်ကြည်ကြည်တုံးလာတယ်တခါလေကြာရင်သူကတခါလေမဟုတ်အခုလို့နောက်ပိုင်းဆိုရင်ပေါ့နော်ဒါအရင်တော့ဆိုရင်ထားပါ drone တစ်စီးတည်းနဲ့ scout ပုံစံမျိုးတက်ပဲတက်ပြီးတော့အနောက်ကနေပဲ drone လိုက်မှာပေါ့နော်ကျဲရမယ့်နေရာကိုလိုက်မှာအဲ့လိုပုံစံမျိုးသွားတာနေအခုဆိုရင်တခါတက်ရင် drone ကို၄၅စီးတခါတက်ဟုတ်တယ်အဲ့လိုမျိုးတက်တယ်တက်တော့ကြတော့ရဲဘော်တွေအတွက်ဒေါ်လိုင်းတက်ဖွဲ့တွေအတွက် ခက်ခဲတွေအများကြီးကြုံရတာမျိုးရှိတယ်။အကန့်သက်ချက်တွေများလာတယ်ပေါ့နော်။ပြီးတော့ဒါလိုအပ်ချက်တွေလည်းပုံများလာတယ်။အဲ့တော့အဲ့ဒီအပိုင်းတွေမှာတော့ကျွန်တော်တက်ဖွဲ့တွေကိုဒီတက်ပူပြီးပြည့်စုံအောင်ကုညီပြည့်စုံခြင်းနဲ့ဘာလို့ဆိုအဖွဲ့တွေကအသက်တည်ဖို့ကတော့ဝင်မလေးဘူး။ဟုတ်ပါဘူး။ဒါပေမဲ့အလန်းသက်မတည်စေချင်ဘူး။ဟုတ်တယ်။အဲ့တော့ကျွန်တော်အာဇာနီအာဇာနီဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးပုံစံမျိုးတွေပဲကျွန်တော်ကသတ်မှတ်တာအဲ့ဒါကြောင့်ဒီတက်ဖွဲ့တွေကိုပြည့်ပြည့်စုံစုံတိုက်ပွဲဝင်စေခြင်းနဲ့အနေထားမျိုးပဲရှိစေခြင်းတော့ဗောနော်ဟုတ်ပါဘူးအဲ့တော့ပြည့်ပြည့်စုံစုံဆိုဒီတက်ဖွဲ့တွေအများကြီးပုံလုံးနိုင်တယ်ကျွန်တော်သိ ်ဒါဒီတိုင်းမပြည့်စုံလာတော့ဘာဗျာကျွန်တော်ပြောစစ်ကောင်စီကကောင်တွေကိုထွက်ပြေးလိုက်ဖမ်းမိလိုက်ဒူးထောက်လိုက်လက်မြောက်လိုက်ဖြစ်အောင်လုပ်နိုင်နေတာဟုတ်ပါမှာနေနေရစပြင်းနိုင်နေတာအဲ့ကြအဲ့ထက်ပိုပြီးတော့ပြည့်စုံတဲ့နေသားဆိုတော့စစ်ကောင်စီကောင်တွေလာကိုလာမှာမဟုတ်တော့ဘူးလာကိုလာရဲမှာမဟုတ်တော့မင်းတို့ပဲယူလိုက်တော့အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားမှာအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တပ်ဖွဲ့တွေမြေပြင်မှာဟိုတိုက်ပွဲတွေကြမ်းလာအခုကချင်းနေဆိုးတာမဟုတ်တိုက်ပွဲတွေကြမ်းလာဒီလိုကြမ်းမှုအတွက်ကိုလည်းအားလုံးကဒါ ဖြစ်အောင်ပေါ့နော်ဒီလိုကြမ်းနိုင်မှုအတွက်ကိုဒါဆပြီးတော့အဆပြိုးပြီးတော့လှုပ်ဆောင်လာခဲ့ကြတာအခုဒီချင်းတွေရောက်အဒီချက်ပို့ပြီးတော့ဒါတိုက်ပွဲတွေမြင်မြန်ဆန်ဆန်အောင်မြင်မြင်နဲ့ပြီးဆုံးမှုအတွက်ကိုကျောက်ပြည်သူရဲ့ခွန်အားတွေအများကြီးလိုအပ်တယ်ဆိုတော့ပြောချင်တာမှန်ပါတယ်ဗျာဟုတ်